ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရဲ့သမီးတို့ရဲ့မန်ကတင်ကလည်းအရန်လှပဲနော်သမီးတို့အေးစေးအိတ်လို့လည်းရပြီပူလည်းမပူတော့ဘူးအဖွားလည်းအောက်မှာအိပ်ပြီးဘိုင်းမအောင်တော့ဘူးနော်ဟုတ်တယ်အမေ ဒီမှန်နဲ့ဗီဒီယိုကလည်းအရင်ကြည့်တယ်နော်။တားတို့ကလည်းအဝတ်စားတွေတရားထားလို့ရတယ်။တားချောင်းအဝတ်စားတွေလည်းကျွတ်မကိုက်တော့ဘူး။ဟုတ်တယ်တားရေ။ငါတို့အိမ်မှာတလောက်ကြာမှမှန်ကတဲ့နဲ့မှန်ပြီးအောင်ရောက်လာတာ။ဒီနေ့တော့အချို့တစ်ခုခုချက်စားမယ်လေ။ဟုတ်တယ်။အမေပြောတာမှန်တယ်။အမေချက်တဲ့နှုတ်ထမင်းလည်းမစားတာကြာပြီ။ဒီနေ့တော့နှုတ်ထမင်းချက်လိုက်ပါ။ဟုတ်တယ်ချွေးမရေ။အချားသူအမြင်မှသာကတိနယ်ပီယိုတွေဖြစ်လိမ့်မယ်။ငါတို့တွတ်တော့အရန်တံမိုးထားတဲ့ပစ္စည်းတွေပါ ိမ်တွေမှာတက်သားနေလှုပ်ထားတဲ့ပရိဘောဂတွေပဲတွေ့ရတတ်ပါတယ်။သူတို့ရဲ့ဆင်းရဲတဲ့အင်းကဘာဖြစ်လို့မှန်ပြီးရိုးနဲ့ဂရင်တွေလှုပ်ထားရလဲ။ဘာဖြစ်တာလဲဆိုတာသိရဖို့အတွက်ဇလန်ကိုအစကနေကြည့်လိုက်ကြရအောင်။အမေကျွတ်တွေရလဲတားကြောင်းဝတ်စားတွေကိုကတ်လိုက်ပြီးတားမှာအဝတ်စားတစ်ထည်ပဲရှိတာလေ။တားပါဝစ်ပြီးတော့ကျောင်းသွားရတော့မှလေ။တားရဲ့မငိုပါနဲ့အမေအခုပဲအချိန်နဲ့ချုပ်ပေးမယ်။ပုတ်လို့ရသွားမယ်လေ။ဒီနေ့တားတို့အိမ်မှာဘီရိုသာရှိနေရင်တားအဝတ်စားတွေကိုကျွတ်တွေကိုက်မှာမဟုတ်တော့ဘူး။ တော့ဘလို့ကြောင်းကိုဝစ်ပြီးတော့တွားရတော့မှလဲချွေးမရေငါအောက်မှာအိပ်ပြီးခါးတွေလည်းနားနေပြီဘလို့အိပ်ရမလဲချွေးမရေငါချက်တော့ကိုစီလေးလိမ့်ပေးပါလားမဟုတ်ရင်တညလုံးအိပ်လို့ရမှာမဟုတ်ဘူးအမေရေတားတောင်းပါမှာရေတားတိချမရှာနိုင်လို့အမေအခုလိုတိချမနေရတာဒီလိုဒုက္ခရောက်နေရတာဒီလိုနဲ့ဆင်းရဲတဲ့အင်းကလူတွေကလည်းလူအပ်ချက်တွေရှိနေပါတယ်သူတို့တွေကလည်းအိမ်မကဘီရိုနဲ့ကရင်တွေလိုအပ်နေပါတယ် ဗီဒီယိုတွေမရှိတာကြောင့်သူတို့အင်ကအဝတ်အစားတွေကိုလည်းကြက်တွေကင်နေပါတယ်။ဒေါ်လာကလည်းဘိုက်တွေအောင်နာကြောင်သူ့ကိုဆရာဝန်းကဂရင်းပေါ်မှာအိတ်ခိုင်ပါတယ်။ဂရင်းမရှိတာကြောင့်အောက်မှာပဲအိတ်နေရပြီးသူ့ယောဂအချင်းတွေလည်းစိုးလာခဲ့ပါတယ်။အမေဒီမှာဟင်းချက်ဆရာတွေဝယ်ဖို့ပတ်စံထားထားတာလေ။အဲ့ဒီပတ်စံတွေကပဲရောက်သွားပြီလေ။ကြွက်တွေပဲကိုက်ပြီးပတ်စံပြအောင်လှုပ်လိုက်ပြီလားမသိဘူး။ဟုတ်တယ်ချွေးမကြီး။ငါစီလည်းမနှက်ထဲကမတွေ့ဘူး။ခါးတွေလည်းနာလို့တီတော့မယ်။ဆေးတွေလည်းပဲရောက်ပြီလည်းမသိတော့ဘူး။ ီနေ့သာသမီးတို့အိမ်မှာပီယိုတွေရှိနေပစ္စည်းတွေဟာဟိုရောက်တရာမရောက်ဘူးကြက်တွေလည်းမကြိုက်ဘူးဘယ်လိုလုပ်ရမလဲမသိပါဘူးစင်းရဲတဲ့သူတွေကလည်းဗီဒီယိုတွေဘာညာမရှိတာကြောင့်ဒုက္ခရောက်နေပြီးပစ္စည်းတွေလည်းရှာရခံနေပါတယ်ဒီလိုပဲတည့်ရကြတော့ရဲမောင်းနေတဲ့အချိန်မှာတားလေးကရေးထားတောင်းနေချင်းသူကဘာမှမမြင်ရတာကြောင့်သမီးရဲ့ခြေထောက်ကိုတန်နေလိုက်ပါတယ်သမီးလေးကရဲနာတာကြောင့်អော်ပြီးတော့ငိုနေပါတယ်အမေရဲ့ သမီးချက်တော့ကအစရရနာနေတာအခုကျတော့တက်လဲနင်းလိုက်ပြီဒါကဘာမှလို့လဲတတော်ရီမှာဂရင်မမရှိတာတတော်ကဂရင်ပေါ်မှာအိတ်နေရင်တတော်အလိုမဖြစ်ဘူးကျဲမင်ပေါ်မှာအိတ်ပြီးတယောက်ကိုတယောက်ကိုတန်နေမိပြီးနောက်ပြီးတဲ့အခါမှာကျဲမင်ကအပူချင်းကြောင့်လေအကောင်လေးလေးထွက်ကြိုက်ပါတယ်ငါ့ကိုလည်းကျဲမင်တွေကပူနေတော့ဘာအကောင်ကြိုက်သွားပြီလဲမသိဘူးခြေတော့လည်းနီရဲနေပြီကျဲမင်မှာပူလို့အိတ်မရဘူးစောင်းတွင်းမှာအရန်အေးလို့မအိတ်ရဘူးမိုးရသည်ဆိုရင်တော့ပြောမနေနဲ့ ပြောစရာမရှိတာချွေးမရေနင်လည်းစိတ်မညစ်ပါနဲ့တရမဟုတ်တော့တရဖရားတော့ပေးမှာပေါ့နင်အတွက်နနွေးနဲ့လှုပ်ထားတဲ့စိတ်ယူခဲ့မယ်နော်ဒီလိုနဲ့ဆင်းရဲတဲ့အင်္ဂါလူတွေဟာအဝိဇ္ဇာတွေကိုအထုတ်တင်းနဲ့ထုတ်ထားပြီးပူနာတီနာပွားနေပါတယ်အဝိဇ္ဇာတွေကလည်းထုတ်ထားတာကြောင့်အဝိတ္တေကတွန့်ကျင်နေပါတယ်ဒီလိုပဲတွန့်ကျင်နေတဲ့အဝိဇ္ဇာတွေဝေပြီးအလုသွားတဲ့အချိန်မှာအလုကလူတွေကလည်းသူ့ကိုလှောင်ပြောင်ခဲ့ရကြပါတယ်သူတို့အိမ်မကမိဘတိုက်စီဟာပတ်စံလည်းမရှိပါဘူး င်းရလဲစင်းရတာမှန်ပါလေငါတို့လည်းစင်းရတယ်ဒါပေမဲ့အဝတ်စားတွေတော့မိဘတို့တိုက်တဲ့နယ်လေနင်းကိုကြည့်ရတာလေနောက်ထပ်စင်းရနွမ်းပါနေတယ်လို့ပါပဲဒီလိုပဲရက်တွေကြာသွားပြီးတည့်ရကြတော့ဆန်းဆန်းကဟင်းချက်စရာတွေတော့ဝေတဲ့အချိန်မှာလမ်းမှာမှန်တွေနဲ့လျှောက်နေတဲ့ပရိဘောဂဆိုင်ကိုတွေ့ခဲ့ပါတယ်ဆိုင်မကပကင်းတွေခုံတွေတခြားပစ္စည်းတွေလှုပ်ထားတာကိုတွေ့ပါတယ်အရှင်က၅ယောက်ကြာလဲဒီလိုမှန်ဆက်ရုံမှာပဲအလွတ်လောက်တာပဲအဲ့တုန်းကလည်းအခြေအနေအရှမ်းကောင်းတယ်အခုကြတော့ငါတို့အိမ်အခြေအနေမကောင်းတော့ဘူး ။သူလည်းအခုချိန်မှန်ဆိုင်ရုံမှာလုံနေ။ငါတို့စီမှာလည်းမှန်ကတဲ့ပီယိုရှိတာပေါ့။ဆန်ဆန်ကလည်းစိတ်မကောင်းဖြစ်ပြီးအိမ်ပြန်လာပြီးတော့သူ့ယောက်ျားကို စကားတွေအလုံးပြောပြပါတယ်။ဟုတ်တယ်ဆန်ဆန်ကြီး။ငါမှန်ဆိုင်ရုံမှာလွတ်လွတ်တွန်းကလည်းပတ်စံတွေစုပြီးသွားပြီ။ကရင်နေဗီဒီယိုတွေလုပ်ဖို့လည်းလုပ်ပြီးပြီ။တတိယဘာလို့ဆိုင်ရုံပိတ်လိုက်လဲမသိဘူး။ပတ်စံတွေလည်းအကုန်လုံးကုန်သွားပြီ။ငါလေမှန်နေတဲ့စပွဲတွေခုံနေရုပ်လေးတွေလည်းလုံထားသေးတယ်။ ဆန်းဆန်းကဆန်းရှိမှရက်နေတဲ့အချိန်မှာဆန်းကတတိကမလူရိမ့်မှန်တိုးစာတွေကိုအလုတမားတွေနဲ့အပြင်ကိုပြစ်ခိုင်းနေတာသတိရခဲ့ပါတယ်။သူကလည်းအကြံတစ်ခုရခဲ့ပါတယ်။ရှင်ကလည်းမှန်ကတင်လောက်တက်လားလှုပ်ဖူးလား။လှုပ်ဖူးတယ်။တချိန်တော့ဟာတတိမကသမီးလေးအတွက်ကရင်လေးလှုပ်ခိုင်းတာနင်ပါလို့ဒေါင်းရီမင်းနေရလေ။ရှင်စီမဒီလိုလက်မှုပညာရှိတာပဲ။အတုံးချလေ။သူများတွေအတွက်မှန်ပီယိုတွေမှန်ကတင်တွေလှုပ်ထားတာပဲ။ငါတို့အတွက်လည်းလှုပ်ပေးလေ။ ဆိုင်ရတထေးကလည်းအပြင်မှန်အတူစတွေပြစ်ခိုင်းထားတယ်။ကောက်ပြီးငါတို့လည်းမန်ပီကိုကတင်လောက်ကြမယ်လေ။ဟုတ်တာပဲ။နင်ပြောတာမှန်တာပဲ။ငါအစကတည်းကမတွေးမိဘူးကြီး။ဆန်းဆန်းယောက်ျားကလည်းဘေးကနေမှန်တူအစတွေကိုဟိုးစုဒီစုနဲ့အင်္ဂိုလာပြီးမှန်တွေဖြန်နေပါတယ်။ရှင်တယောက်တည်းလှလုံနေရကြပြီ။ငါလည်းလှုပ်ကူမယ်လေ။ဟုတ်ပါပြီ။လှုပ်ပါ။တေချာလှုပ်တော့လက်လေးခိုင်းမိအောင်မယ်။ဆန်းဆန်းကလည်းမှန်တွေဖြန်နေပြီးသူ့ကိုကူညီလှုပ်ကင်နေပြီးတော့ပုံတွေလိမ့်ဆွေးနေပါတယ်။ ပုံရိပ်တွေကိုလည်းလှအောင်ဆွေးနေပါတယ်။ဆန်းဆန်းကြီးနေဆွေးထားတဲ့ပုံကလှလိုက်တာငါတို့ဒီပုံစံကနေပဲလုပ်တော့မယ်။ဟုတ်ပါပြီ။ကတင်ကိုတေချာအကြီးလုံးတော့ငါတို့အားလုံးတေချာအိတ်လုံးရအောင်လုပ်ရမယ်။ဆန်းဆန်းကလည်းသူ့ယောက်ျားကိုတတ်နိုင်သလောက်ကူညီပါတယ်။မှန်နေနဲ့ဗီဒီယိုတွေကရင်တွေလုပ်နေရင်လည်းသူတို့ကတပတ်ကြာသွားခဲ့ပါတယ်။ဆန်းဆန်းယောက်ျားကလည်းမှန်နေဖြစ်ရင်လည်းလက်တွေလေးခဏခဏပြင်နေပါတယ်။ရှင်းလက်တွေကလည်းပြတ်သွားပြီ။သွေးတွေထွက်နေပြီ။ ငါတို့တွက်နဲ့အရန်ပင်မနေပြီမလားယင်အင်းကလူတွေအတွက်လွတ်လွတ်ရရမပင်မမှာဘူးဘာမှမဖြစ်ဘူးဒီလိုမျိုးလက်တွေပြတ်တာကတော့ပုံမှန်ပါပဲနင်းစိတ်မပူပါနဲ့ဒီလိုနဲ့အချိန်နှစ်ပတ်ကြာသွားပြီးနောက်ဆုံးမှာတော့မှန်တဲ့ဗီဒီယိုရဲ့ဂရင်းရဲ့လှုပ်လို့ပြီးသွားပြီးအင်းကလူတွေကလည်းမှန်ဗီဒီယိုတွေဂရင်းအကြီးကြီးတွေကိုကြည့်ပြီးအရန်ပြုံနေပါတယ်အဲဒီနောက်မှာဆန်ဆန်ကလည်းအားလုံးအတွက်နိုထမင်းတွေချက်ပြီးအားလုံးကလည်းစားကြပါတယ်အားလုံးကမှန်တဲ့လှုပ်ရှားတဲ့ဗီဒီယိုနဲ့ဂရင်းကိုတိကျအသုံးချကြပါတယ် အမေရဲ့တာပီရိုတွေကိုကျောင်းဝယ်စားရင်းနဲ့အဝတ်တွေအလုံးထည့်လိုက်မယ်တာဝတ်တွေကိုဘေးကျွမ်းမှာမကိုက်တော့အောင်လို့ဟုတ်တယ်ငါအယုတ်မလေးကိုလည်းပီရိုထဲမှာတင်ထားတယ်ငါအယုတ်လေးလည်းမပြောက်တော့ဘူးချွေးမာရေငါလည်းမှန်တဲ့ကတင်ပေါ်မှာမအိပ်နိုင်ဘူးလို့ထင်နေတာအခုကြတော့နင်းလောက်ထားတဲ့အိယာခင်ကအိပ်လောက်ကောင်းတယ်ငါခါးရီလည်းမနာတော့ဘူးဟုတ်တယ်အမေရဲ့သမီးအားအမေအတွက်ဒီအိယာခင်ကိုလှုပ်ထားတာအမေလည်းတေချာအိပ်လောက်ရပြီ အိမ်နားကလူတွေကလည်းဆန်ဆန်တို့အိမ်မှာမှန်တဲ့ကရင်ဗီဒီယိုတွေကိုကြည့်ပြီးအံ့ဩနေကြပါတယ်။သူ့အိမ်ကိုလည်းလာကြည့်ပါတယ်။အရန်ကိုကြိုက်သွားကြပြီးတော့အားလုံးကလည်းချီးကျူးကြပါတယ်။နင့်ကတင်တွေကအရန်လာတာပဲနော်။ငါ့အိမ်မှာကတင်တွေရှိတယ်။ဒါပေမဲ့ဒီကတင်ကိုကြိုက်တယ်။နင့်ယောက်ျားငါ့အတွက်လှုပ်ပေးလို့ရမလား။ငါလည်းဒီလိုမှန်တဲ့ပီကိုပဲလှုပ်ခိုင်းမယ်။ငါကတော့ဟောခန်းမှာထားမယ်။ပစ္စည်းအလှတွေထားမယ်လေ။ဟုတ်ပါပြီ။ယောက်ျားညနေပြန်လာရင်အမတို့လိုချင်တဲ့ပုံတွေပြောလိုက်နော်။ န်ဆန့်ယောက်ျားကလည်းအော်ရာရီအများကြီးရလာပြီး၄၅၆လအတွင်းမှာပဲကိုပိုင်မှန်ပရိပောကဆိုင်ဖွင့်ပြီးတော့သူ့မိသားစုကိုလည်းတီချထားနိုင်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။